ကို့ညမအရွယ်လေးပဲကို့အမေအရွယ်ပဲဟိုနေ့ရဆိုရင်အဲ့အဲ့ Facebook မှာတွေ့လိုက်တယ်ပေါ့နော်83နှစ်ရှိတဲ့အမေကြီးတယောက်က3ရက်လားမသိဘူးအုပ်အဲ့အုပ်ပုံအောက်ကနေပြီးတော့သူအသက်မသိပဲထွက်လာတယ်အဲ့ဒါဆိုတော့အဲ့မှာဘလို့ဖြစ်လဲဆိုတော့အသက်နဲ့အမျှအသက်ကြီးလာတဲ့အခါမှာမသေးခြင်းတဲ့လူတွေကြတော့မသေးဘူးတရားမဲ့လူတွေကြတော့တည်နေကြတယ်ပေါ့နော် ဒါတရားသဘောနဲ့ပြောရင်အဲပေါ့နော်သိရှင်တိုင်းလဲသိလို့မရဘူးအဲနေရှင်တိုင်းလဲနေလို့မရဘူးဆိုတော့တရားကိုရတယ်ပေါ့နော်မင်္ဂလာပါကလောင်နာမည်မအီပါ စာနာမီရဲ့ပုံပြောရရင်တော့ဥပမာပေါ့နော်ဒါဆိုရင်တော့ကို့ညမအရွယ်လေးပဲကို့အမေအရွယ်ပဲဟိုနေ့ကဆိုရင်အဲ့ အဲ Facebook မှာတွေ့လိုက်တယ်ပေါ့နော်83နှစ်ရှိတဲ့အမေကြီးတယောက်က3ရက်လားမသိဘူးအုပ်အဲ့ဥပုံအောက်ကနေပြီးတော့သူအသက်မသိပဲထွက်လာတယ်အဲ့ဒါဆိုတော့အဲ့မှာဘလို့ဖြစ်လဲဆိုတော့အသက်နဲ့အမျှအသက်ကြီးလာတဲ့အခါမှာမသေးခြင်းတဲ့လူတွေကြတော့မသေးဘူးတရားမဲ့သူတွေကြတော့တည်နေကြတယ်ပေါ့နော်ဒါတရားသဘောနဲ့ပြောရင်အဲပေါ့နော်တည်ခြင်းတိုင်းလဲ တိတ်လို့မရဘူးအဲနေရှင်တိုင်းလဲနေလို့မရဘူးဆိုတော့တရားကိုရတယ်ပေါ့နော်အဲပြီးတော့လဲအဲ့ဒီအရွယ်မျိုးမျိုးပေါ့နော်ကိုသားလေးအရွယ်လေးတွေကိုမီးအရွယ်လေးတွေဟိုကလေးမလေးတယောက်ဆိုရင်ကဲဘာသာပြန်လုပ်နိုင်တယ်တဲ့ဆိုတော့မြန်မာနိုင်ငံကလူတွေမြန်မာနိုင်ငံရဲ့လို့ပြောလို့တော့မရဘူးပေါ့နော်လူရဲ့အစွမ်းအစတွေကပေါ့နော်အဲဒီလိုဘေးအန္တရာယ်တွေအခက်အခဲတွေနဲ့ကြုံလို့ရှိရင် ကိုကိုကိုတောင်မတိလိုက်ဖ ೇನೆ ထွက်လာတတ်တယ်ပေါ့နော်ဒါမျိုးလူတိုင်းမှာလည်းအစွမ်းအစာရှိပါတယ်လူတိုင်းတယောက်နဲ့တယောက်အထင်သေးလို့လည်းမရပါဘူးအဲ့တော့လူအချင်းချင်းကိုဖះနေ့တိုင်းမရှိခိုးရင်နေပါဖះကလည်းသူ့ကိုရှိခိုးပါလို့မပြောပါဘူးဘယ်ဖះမှာနော်သူ့ရဲ့တရားအတိုင်းပဲကျင့်သုံးပါလို့ပြောတာအ ਨੇ ဆုံးကိုချင်းစာတရားလေးထားကြမယ်ဆိုရင်ကျမတို့အခုလို့

ျမတတ်နိုင်သမျှလှူပါတယ်ပြီးတော့ကျမကျမတက်ကျွမ်းနဲ့ကြပြာနဲ့စာနဲ့ပေါ့နော်အားပေးပါတယ်နှစ်သိမ့်ပါတယ်ပြီးတော့ခုနကပြောသလိုပေါ့ကျမအမအကြီးဆုံးက64နှစ်သူမနေရှင်တော့ဘူးတဲ့ဆိုတော့ခဏခဏသူ့ကိုပြောတယ်မနေရှင်လဲနေရမှာပဲနော်အခုသေသွားတဲ့လူတွေကိုလည်းမေးကြည့်မနေရဆိုရင်ကျမတငယ်ချင်းရဲ့ตาလေး38နှစ်ပဲရှိသေးတယ် ပကြီးဆရာအုံးခိုင်ဆယ်နော်သူသေးခြင်းမမလားဘယ်သေးခြင်းမလဲပကြီးဆရာအဖြစ်အောင်မြင်နေတဲ့အချိန်မှာကင်ဆာအဓိကတော့ကင်ဆာကသူ့ကိုယ်ထဲမှာပြန့်နှံ့ပြီးတော့ဆုံးပါသွားတယ်ပေါ့နော်ဒါဆိုလဲဟိုညအဲ့လိုတော့မပြောဘူးကျမသားအငယ်ဆုံးတဲ့သူကတနှစ်တောင်းငယ်သေးတယ်အဲ့ဒါလိုပဲလူတွေကကိုချင်းစာတရားဒါရှိမယ်ဆိုရင် လောကကြီးကဒီလောက်အကြီးမတန်းဘူး တခါတလေကျတော့သဘာဝတရားလူတွေရဲ့သိခံနိုင်စွမ်းကိုစမ်းသပ်နေသလားလို့တောင်ထင်ရတယ်အဲ့လိုပေါ့နော်ဟိုဘလောက်တောင်မှပဲလူတွေဟာအဲဥပမာပေါ့ဒီတဲ့ခံစားစရာမရှိတော့ဘူးပေါ့ဒါတွေကကုံမာစီတော့လို့ပဲဆူတောင်းပါတယ်ဒီကံကြမ္မာဆိုးတွေပေါ့နော်အဲ့လိုပဲဆူတောင်းပေးပါအဲ့ဒီကြောက်ဆဲကြောက်တတာကြီးအကြောင်းကို Facebook မှာတွေ့ရကျမဘာသွားဘာလို့သွားသတိရလဲဆိုကျမသား အကြီးဆုံးက6မြို့မှာရှိတယ်ပေါ့နော်သူကတာဝန်ထမ်းဆောင်နေတယ်ပေါ့အဲ့ဒါသူတို့မြို့ရောက်တဲ့အခါမှာသူကဖရားတဆူကိုလိုက်ပို့တယ်ရွှေပုံဖရားတဲ့အမျိုးနဲ့ခက်လန်းလန်းမှာပေါ့အဲ့ဖရားရဖရားတည်ခဲ့တဲ့လူကနရပတိစီလူမင်းအဲ့ဒီအေယာဝတီမြကန်းဘိန်းနာမှာပဲတော်တော်တာရတယ်အဲ့ဒီမှာရှေးလူကြီးတွေကဟို လက်ဆင့်ကမ်းခဲ့တဲ့စကားပေါ့နော် အမှန်ကလက်ဆင့်ကမ်းခဲ့တယ်ဆိုတာဒဏ္ဍာရီတော့မဟုတ်ဘူးတကယ်မဖြစ်ဖဲနဲ့ရတော့ဒီပြောစရာအချက်လက်မှမရှိတာเนาะအချက်လက်ရလို့ပေါ်လာတာတကယ်အဖြစ်ပြက်ရှိလို့ပဲအဲ့ဒါဟာတဲ့အဲ့ဖျားရှိမှဆိုရင်အဲ့ဖျားရှိကိုသွားဟိုးလောင်းလောင်းအကိုကပေါ့ရှိတ်ခက်ကဗမာကြီးကြီးပေါ့เนาะအဲ့ဖျားရှိကိုသွားပြီးတော့လူအတန်းရှိတယ်ဆိုရင်ကဲအဲ့မှာသွားပြီးဖျားကိုယူသေးသေးကြော့ပြီးတော့အဲ့အလှူမှာဝစ်ချင်လို့ပါဆိုရင်အဲ့เจ้าမြတ်ယရနာတွေ လဲဆွဲတွေပေါ့နော်လက်ကောက်တွေလက်ဝတ်တန်းစာတွေရှိတယ်တဲ့အဲ့ဒါတွေကိုယူပြီးဝတ်ဝတ်ပြီးတော့အချိန်တန်ကြတော့ပြန်ထားတဖြည်းဖြည်းနဲ့ခစ်ပြောင်းလာတာနဲ့အမျှလူတွေကဟိုတရားမရှိတော့ဘူးပေါ့နော်ဂရိမတီတော့ဘူးအဲ့ဒီအခါမှာအဲ့ဒီရွှေပုံတဲ့ဟာလည်းပျောက်သွားတယ်ပေါ့နော်အခုလည်းအဲ့ဒီကြောက်တက်တာဟာအဲ့လိုပြောတယ် ကြောက်တတာကြီးရှိမှသွားဆူတောင်းရင်ကြောက်တတာကြီးကပွင့်ပြီးတော့အဲ့ဒီကအဲကြောက်မြေရတနာတွေကိုယူပြီးစင်မြန်းလို့ရတယ်ပြီးသွားရင်ပြန်ထည့်တာပေါ့နော်လူတွေကခက်ကလူကြီးတွေပြောတယ်ပေါ့နော်ဆုတ်ကတ်ဆိုတဲ့အတိုင်းလူတွေမှာအဲဂရိမတီတာတွေသစ္စာမရှိတာတွေပေါ့နော်လောဘဒေါသမောဟတွေကြီးထွားတဖြည်းဖြည်းကိုကြီးထွားလာကြတဲ့အခါမှာဒီကောင်းတဲ့တရားတွေကကွယ်ပြောက်တယ်ဆိုတာဒါတော့ မဆန်းပါဘူးမကောင်းမှုကအားကောင်းလာတာဟုတ်အဲ့လိုဖြစ်လာတယ်ကျမတော့အဲ့လိုပဲသဘောပေါက်တယ်အဲ့တော့ဒီခုနကလို့ကျမကဒီကြောက်တတကြီးကိုဟိုအရှိဟောင်းအမွေအနှစ်တွေပေါ့နော်ဒါတွေကိုမပြောက်ပြက်စေခြင်းလဲဒါကျမရဲ့ဆန္ဒပဲရှိမယ်လေအဲ့မှာဟို Facebook မှာအဲ့ကြိုက်ချီဟိုဖះကိုရိုက်ပြတဲ့အခါမှာတော်တော်အံ့ဩသွားတာဒီကြိုက်ကြိုက်ချီဟိုဖះရဲ့ကြောက်တုံးကြီးဟာ တဲ့လွဲလေးတင်ထားတာလေတင်ထားသလိုဖြစ်နေတဲ့ဟာလုံးဝပြုတ်မကြပဲနဲ့အဲ့ဖះအထီးတော်ကသာ나이စကန်တန်လေးလို့ပဲအမဲသီးတာလှုပ်ယုံပဲလှုပ်ယုံလေးပဲအဲ့မှာစိတ်ထဲကဘယ်လိုဖြစ်သွားလဲဆိုတော့ဒါအမှန်တိုင်းပြောရင်ဟိုကျမတို့ကဖះဆိုရင်ဗမာပြည်မှာအဲ့လိုပြောရင်ကျမတို့ကဘာသာမဲ့မလို့မဟုတ်ဘူးဘာသာမမဲ့ပါဘူးအဲ့ဖះလိုအပ်ထားတဲ့တောင်များနေတယ်ကျမတို့မြန်မာနိုင်ငံအဲ့လိုယူဆတယ်ပေါ့နော်ခံယူတာပေါ့နိုင်ငံသားတချို့ကပြောတယ် အခင်များတို့နိုင်ငံဖျားတွေပဲတဲနေတယ်မိဘမဲ့ကလေးတွေကြတော့ကျွေးဖို့နည်းနည်းချွေရင်းချက်တွေရှိတယ်ပေါ့နော်ဖျားတွေပဲဘာလို့တဲနေတာလဲပေါ့နော်အဲ့လိုဖျားအဲ့ဒါလိုစိတ်ထဲရဖြစ်တဲ့လူတောင်မှပဲကြိတ်ဟီးဖျားရဲ့အခုလက်တလို့ဖြစ်ပုံမြင်တဲ့အခါမှာအခုဒီတဲ့ရွက်ထီသွားမဖူးနိုင်သေးဘူးဖျားမဖူးလဲဆိုတာလဲပတ်စံသုံးရနော်စာရေးဆရာကဗျာဆရာဆိုတာကဗျာဆရာဆိုတာစာပေလောကအမှုပညာလောကမှာအမွဲဆုံးပဲပကြီးဆရာက ကြ བྱ ားဆီရတဲ့၃ရက်နှလုံးလောင်တော့မှာပို့တယ်။ကြ བྱ ားတပုတ်ကအလွန်ဆုံးရ1000ပကြီးကားတစ်ချက်က10သိန်းဆိုလည်းဟုတ်တယ်။နော်အဲ့ဒါလို့ကွာချားတယ်။ကွာချားတဲ့အခါမှာအဲ့ကြ བྱ ားဆီအမတစ်ယောက်အနေနဲ့တော့မှစိတ်ထဲကအဲ့ဒါလို့လေဟာအကျိတ်ထူဖျားဟိုတော့ငါမသိခင်တော့ဖူးကျင်လိုက်တာဆိုလဲဆန္ဒဖြစ်တယ်။အဲ့လိုပဲ။ဖျားကိုဟိုဖျားကို အားကိုးပြီးတော့သွားပြီးတော့တချို့တွေရှိတယ်လေတရုတ်လူမျိုးတွေဆိုရင်စိုက်ဖြိုးဖျားကိုသုံးောက်သွားရင်တထေးဖြစ်တယ်ပေါ့နော်တထေးဖြစ်ချင်လို့မဟုတ်ဘူးဒီဖျားရဲ့အဲတကိုးကြီးပုံလို့ပြောရမှာပေါ့နော်တခြားဖျားတွေဖြစ်တယ်အဲတခြားဖျားတွေကတကိုးမကြီးလို့လားဒီလူတော့လည်းမဟုတ်ပြန်အောင်အဲ့လိုဆိုတော့ဒီဖျားရဲ့ထူးခြားမှုကိုကြည့်ပြီးတော့ပတ်ဖူးခြင်းစိတ်ပေါ်တာအဲ့လိုဖြစ်တယ် တနိုင်ငံလုံးမှာရှိတဲ့နိုင်ငံသူနိုင်ငံသားအပေါင်းအားကတ်ကြီး၃ပါးကြော်နေနိုင်ကြပါစေစစ်မဲ့ဘေးတွေနော်ယောဂဗျာဘေးတွေသဘာဝဘေးတွေဝေးဝေးရနေပြီးတော့ရှောင်ကွင်းနိုင်ပါစေလို့ဆုတောင်းပါအဲ့ဒါကြတော့အခုတကြံပိတ်ရမှာကျမအစာရစာအုပ်တိုက် drive ကိုကျမကတိပေးထားတယ်စာအုပ်တအုပ်ပြီးအောင်ရေးပေးမယ်ကျမအနေနဲ့တတ်နိုင်တာကျမအခုအသက်89ရှိပြီအဲ့ဒီမှာဖြတ်တန်းလာတဲ့အထက်ကအမှားတွေလည်းရှိမယ် မှန်နေလဲရှိမယ်အဲ့ဒါတွေကိုနောင်လောင်နောင်သွားတွေကိုကျမဆရာကြီးလှုပ်တာမဟုတ်ဘူးကျမလို့မမှားရအောင်အဲကျမလို့အမှန်တွေးအောင်ဘယ်ဟာလေးကိုတော့ကျမဘယ်လိုတွေးမိလဲလက်တို့ပြီးပြောခဲ့ချင်တာပေါ့အဲ့လောက်ပါပဲကြီးကြီးမားမားတော့ကျမအနေနဲ့မတတ်နိုင်ပါဘူး